American မှာခေလုံခွေရှောက်ထားမှုမှန်သမျှကိုဆိုင်းငံ့ထားစေတဲ့သူ့ရဲ့ဆုံးဖြတ်ချက်ဟာအချိန်အကြာကြီးဆက်ပြီးတည်ရှိနေနိုင်ကြောင်းသမ္မတဒေါ်နယ်ထရမ့်ကပြောကြခဲ့ပါတယ်။ပြီးခဲ့တဲ့သတင်းပတ်တုန်းကဝါရှင်တန် DC မြို့တော်ထဲကအင်ဖီရိုနဲ့တိမ်မဝေးလာတဲ့လမ်းဆောင်တစ်ခုမှာလုံခြုံရေးစောင့်ကြပ်နေတဲ့စစ်မှုထမ်းနှစ်ယောက်ကိုအာဖဂန်နစ္စတန်နိုင်ငံသားတစ်ယောက်ကပြစ်ခတ်ခဲ့ပြီးအသက်20အရွယ်စစ်သမီးတစ်ယောက်တိတ်ဆုံးခဲ့ပါတယ်။ပြစ်မှုကျူးလွန်သူက American မှာနိုင်ငံရေးခေလုံခွေရရှိထားသူတူဆိုတာ စစ်ဆေးပေါ်ပေါက်လာခဲ့ပါတယ်။အဲ့ဒီနောက် Trump ဟာ American မှာကိုလွန်ခွေရှောက်ထားတောင်းခံမှုမှန်သမျှကိုအတိမပြုဘဲဆိုင်းငံ့ထားစေဖို့ညွန်ကြားလိုက်တာဖြစ်ပါတယ်။အဲ့ဒီရှောက်ထားမှုတွေကိုကင်တွယ်တဲ့ဌာနတွေဟာလုံထုံးလုံနည်းတွေနဲ့အညီဆက်လက်စစ်ဆေးနေမှာဖြစ်ပေမဲ့ခွင့်ပြုတာပယ်ချတာတွေဘာမှအလုပ်ခွင့်မရှိဘဲနောက်ဆုံးအပိသက်ဆုံးဖြတ်မဲ့အဆင့်ရောက်ရင်ဆိုင်းငံ့ထားဖို့အစိုးရကညွှန်ကြားထားတာပါ။နိုဝင်ဘာ30ရက်နေ့မှာတော့ ထရမ့်ကအဒီလိုဆိုင်းငံ့ကာလာကိုအကန့်အသတ်မရှိအချိန်အကြာကြီးထားရှိဖို့ရည်ရွယ်ထားကြောင်းပြောကြားခဲ့ပါတယ်။သတင်းတောက်တွေကခိုလွန်ခွင့်ဆိုင်းငံ့ကာလာဘလောက်ထိကြာနိုင်တယ်လဲလို့မေးတဲ့အခါမှာထရမ့်ကအချိန်ကန့်သတ်ချက်မရှိဘူးလို့ပြန်ပြေခဲ့ပါတယ်။အထူးသဖြင့် American ကပြည်ဝင်ခွင့်ကန့်သတ်ပိတ်ပင်ထားတဲ့နိုင်ငံ16ခုကနေ American မှာခိုလွန်ခွင့်ရှောက်ထားမှုတွေကို ပြန်လက်ခံမဲ့အခြေအနေမရှိကြောင်းထရမ့်ကပြောသွားပါတယ်။အဲ့ဒီကလူတွေကို American ကမလိုချင်ကြောင်းဘာလို့မလိုချင်လဲဆိုတော့ အများစုကမကောင်းကြလို့ဖြစ်ကြောင်းသူတို့တွေဟာအမေရိကန်နိုင်ငံထဲမှာရှိမနေတဲ့ကြောင်းထရမ့်ကဆက်ပြောသွားပါတယ်။နိုဝင်ဘာလ26ရက်နေ့မှာအသက်29နှစ်အရွယ်အာဖဂန်နိုင်ငံသားရာမန်နူလာလာဂန်ဝဲလ်ရဲ့ပြစ်ခတ်မှုကြောင့်အမေရိကန်အမျိုးသားအစောက်တရဲ့အသက်20အရွယ်စစ်မှုထမ်းအမျိုးသမီးငယ်တယောက်ဒိတ်ဆုံးခဲ့ပြီးအခြားတယောက်ကတော့အပြင်းအထန်ဒဏ်ရာရခဲ့ပါတယ်။အဲ့ဒီပြစ်ခတ်မှုအပြီးမှာတော့ထရမ့်ကဒုက္ခသည်တွေနဲ့ခိုးလုံခွင့်လျှောက်ထားသူတွေပေါ် ပုံမခတ်ထန်ရန်လိုတဲ့မူဝါဒတွေကိုခက်မြန်မြန်ကျင့်သုံးလာခဲ့ပါတယ်။ Trump က American ရဲ့ပုံမှန်စနစ်တွေပြန်လည်ကောင်းမွန်စေဖို့အတွက်ဖွံ့ဖြိုးဆဲတရားနိုင်ငံတွေစီကနေ American စီရွှေပြောင်းအခြေချမှုအမှန်တမ်းများကိုလည်းအပိတိုင်ရက်ဆိုင်ပစ်မယ်လို့လူမှုကွန်ရက်မှာရေးသားထားခဲ့ပါတယ်။ Trump ရှင်ညွန်းတဲ့တရားနိုင်ငံတွေဆိုတာကဂျွန်လော့ကလေးက American ကိုပြည်ဝင်ခွင့်နဲ့ကန့်သက်ပိတ်ပင်တာ ခံထားရတဲ့၁၉နိုင်ငံစီးရင်ကိုရည်ညွှန်းကြောင်း နောက်ပိုင်းမှာ American ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာနကရှင်းပြခဲ့တာပါအဲ့ဒီ16နိုင်ငံစီးရင်းထဲမှာတော့ Afghanistan, Myanmar, Chad, Congo, Guinea, Eritrea, Haiti, Iran, Libya, Somalia, Sudan, Yemen, Burundi, Cuba, Laos, Sierra Leone, Togo, Turkmenistan နဲ့ Venezuela တို့ပါဝင်နေပါတယ်ရှင်